စီစဉ်နေတာတော့ကြာပြီလို့ပြောတယ်။အော်ဘာဖြစ် Congratulation ပေါ့။ကြာပြီလေနော်ဟိုကဘာဖြစ်ဟိုမြင်နာပွဲလုပ်တဲ့နေပါလေ။အေးပေါ့ဟိုတယောက်နဲ့တယောက်ဟိုရေးရှိအတူတူနေဖို့ဆိုတာတောင်းတန်ယုံတော့မဖြစ်ဘူးပေါ့လေ။တယောက်ရဲ့အားနည်းချက်ကိုနောက်တယောက်ကလည်းနားလည်ခွင့်လို့ပေးတယောက်ရဲ့ဟိုပေါ့ဆိုးဆိုးတာတွေနှွဲတာတွေလည်းတယောက်ကသိခံခွင့်လို့ပေါ့လေ။အဲ့လိုကြောင်းမလို့သာနှိရှိလာများဖြစ်သွားတာပေါ့လေ။ ပါရှင်စီကားတက်မြက်တယ်ဆိုတော့ပြည်သက်အများကြီးလာတယ်ပေါ့လေအဲဆိုတော့ဆိုတော့ဒီမလီယာကမာယူကိုဖိတ်တာပါအော်ဒီပွဲမှာပါဝင်ပေးဖို့ပေါ့နော်အော်ကိုပြီစိုးအောင်ကိုလည်းဖိတ်တယ်မာယူကိုလည်းဖိတ်တယ်ပေါ့နော်ဖိတ်တဲ့တမိုင်းတို့လာပြီးတော့ပါဝင် ပြသပေးတာပါဟုတ်မာယူကတော့လေဟိုအများတန်းပေါ့မာယူတို့ဘက်ကဖန်တီးမှုတိုင်းမှာဒီတေးဖြစ်ပါတယ်ဟောပြီးတော့ရှင်စမ်းသစ်မှုပေါ့စမ်းသစ်မှုနောက်မာယူတို့ quality အရင်ဦးစားပေးပါတယ်တကယ် မိုင်းတို့ quality ကိုဦးစားပြီးလက်ရအစသုံးတဲ့ accessory ကအစပြီးတော့ဒီ pattern ကအစပေါ့နော်အင်ကြီးပုံစံ၄ပိုင်းများအစပေါ့အကုန်လုံးမိုင်းတို့ကိူးဆိုင်ပါတယ်ဟုတ်ပေါ့မိုင်းတို့ကလည်းမင်္ဂလာဝတ်ဆောင်ပြပွဲဖြစ်တဲ့အတွက်ပေါ့နော်ဟို fashion show လိုမျိုးမဟုတ်ဘူးပေါ့မင်္ဂလာဝတ်ဆောင်ဆိုတော့သရိုသမီးလေးတွေဟိုလိမ့်ချဲတဲ့ပုံစံမျိုးလေးတွေပဲပေါ့လေဆိုတော့အဲ့ဒါမျိုးလေးတွေပဲအတက်နိုင်ဆုံးပေါ့နုနုရွရွလေးဖြစ်အောင် ဟုတ်အမကြီးဒီမက်ကက်လွတ်တွေအများကြီးချိန်ပေးထားပါတယ်ဟုတ်တချို့တချို့ကတော့မကြီးရဲ့ဆိုင်ရမကြီးရဲ့တပည့်တွေပေါ့မက်ကက်မကြီးရဲ့ team ပေါ့မကြီး team တွေလိမ့်တာပေါ့နော်ပန်းရောင်တက်ရောင်ပဲပါတာပါပန်းရောင်ကဒီလိုပါမကြီးတို့ဒီ show မှာတမီးတို့လည်းတွေ့ရပါလိမ့်မယ်ကြည့်ရှောက်တဲ့ round တွေမှာဆိုလို့ရှိရင်ဟိုအရောက်အရောက်တော်တော်များများမှာမကြီးတို့ cream color တို့ဟိုရွှေရောင်တို့ ఓ ကိုတို့ပြီး champagne ကိုတို့ စေဘာတို့အဲ့လိုမျိုးပေါ့နော်အဖြူတို့အဲ့လိုမျိုးများတယ်လေဟိုအဲ့တော့ပန်းရောင်မတိတ်မပါဘူးလေမပါတော့ဟောသူတို့ဒီမောင်ကောင်းတဲ့ဟိုဟာနေဘုံကြီးနဲ့ထွက်တဲ့ round ကိုတော့မကြီးကပန်းရောင်လေးဆင်လိုက်မယ်လို့ထူးထူးခြားခြားလေးဖြစ်သွားအောင်ပေါ့နော်အဲ့လိုမျိုးစက်ကူနဲ့ပေါ့နော်အဲ့လိုတော့မဟုတ်ပါမိုက်ဒီထဲမှာပေါ့သူအရာမတူအောင်တစ်ခုလောက်လုတ်ပေးလိုက်မယ်ဆိုတဲ့သဘောပါပဲအော်ဒီလိုလေးဟိုမိုင်းတို့ဒီအရင်တော့ရှိုးပွဲတွေလုပ်လို့ရှိရင်မောင်ကောင်းဟိုဘိုးကြီးရောအများတန်းပါပါတယ် ပါတယ်ဆိုတော့မိုင်းတို့အခုပွဲမလုပ်ဖြစ်တဲ့6နှစ်9နှစ်အတွင်းမှာပေါ့လေဟိုမိုင်းတို့ပွဲကြီးလမ်းကြီးလည်းမလုပ်ဖြစ်ဘူးပေါ့ပွဲကြီးလမ်းကြီးလည်းမလုပ်ဖြစ်ဘူးမိုင်းတို့မှတ်မှတ်ရဆိုလွန်ခဲ့တဲ့အာ7နှစ်ကစီရိုနာပွဲမှာမိုင်းတို့လုတ်သွားတယ်စီရိုနာဟိုတမလုတ်သွားတယ်ပွဲကမိုင်းတို့နောက်ဆုံးဟိုပေါ့ဒီစီရိုနာတမလုတ်တဲ့ပွဲမှာမကောင်းတဲ့ဟိုဟာတို့ပါတယ်ဟိုကြီးတို့ပါတယ်ပြီးတော့နောက်နောက်တစ်နှစ်နောက်နှစ်နှစ်ကြာတော့အော်ပါလေကန္နမဟိုးစင်မှာလုတ်တဲ့ပွဲ ကနမဟိုးဆေးမှလွတ်တက်ပွဲကြတော့လေအဲ့လိုမော်ရဲအယောက်မင်းကလေးအယောက်တရာကျော်မင်းကလေးယောက်ျားလေးအယောက်တရာကျော်မော်ရဲအယောက်200ကျော်နဲ့ကျင်းပါအဲ့တော့ပွဲဆိုလဲတကယ်ချင်းချင်းတဲ့ပွဲပဲပေါ့နော်အဲ့နောက်ပိုင်းမှာပွဲကြီးလမ်းကြီးမလုပ်ဖြစ်မလုပ်ဖြစ်တော့အခုဒီပွဲကမိုင်းတို့တာဝန်ပေးတယ်ဆိုတော့ပွဲကြီးလမ်းကြီးဖြစ်တဲ့အခါကျတော့မိုင်းတို့ပြန်ထည့်တာပေါ့အဲ့သဘောပါပဲမရှိပါဘူးမိုင်းတို့အပြစ်မှလည်းအများနဲ့တွေ့ပါလေဟုတ်အယောင်ဆန်းသူများနဲ့မတူအောင်လုပ်ပေးတာပါဆိုတော့ဘာပြန်ရအောင်လား ဲ့လိုထူးခြားလေရိုးရိုးချိတ်တယ်မင်းလေးဟောမိုင်းမိုင်းစင်အရှိုးရှောက်သွားတဲ့အယောင်တွေအားလုံးတွေမှာခုနကအော်အယောင်တွေအားလုံးပါသွားပြီသားပေါ့ပန်းရောင်မပါဘူးအဲ့ဒါဆိုမိုင်းစုမှာပန်းရောင်ပန်းရောင်ဝတ်ဆောင်အောင်ရှားတယ်ဘာကြောင့်လဲဆိုမိုင်းကိုယ်တိုင်ပန်းရောင်မကြိုက်တဲ့အတွက်ပန်းရောင်မကြိုက်ဘူးမိုင်းကမကြိုက်တဲ့အတွက်အော်ပြီးတော့မိတ်ကက်လင်းပန်းရောင်ကိုမိုင်းမျက်နှာပန်းရောင်ဖြစ်နေတာယူမကြီးမကြိုက်ဘူးတောင်းတောင်းပန်းရောင်ဆိုမကြိုက်တတ်ဘူးပေါ့နော်ဆိုတော့အဲ့မှာမှဒီ round မှာရှောက်သွားတဲ့အယောင်တွေအားလုံးနဲ့မှာ ိုင်းအောင်တရားမပါဘူးမပါတော့ဘာဖြစ်ကို show လေးဖြစ်တဲ့အတွက်ထူးထူးခြားခြားလေးဖြစ်ချင်တယ်လေအားကြောင့်မလို့ပိုင်းအောင်ထည့်လိုက်တာမဟုတ်ပါဘူးကိုပြစိုးအောင်စီစဉ်တာပါရှင်ကျွန်မချုံနဲ့မထိုးပါနဲ့ဒုက္ခပဲအားလုံးတော်တော်များများဒီ round ရှောက်နေတဲ့မင်းသမီးတော်တော်များများတော့မိုင်းလိမ့်ထားတာပေါ့လေဆိုတော့ဟို model လေးတွေကြတော့မိုင်းဆိုင်ရကလေးတွေလိမ့်တာပေါ့လေဆိုတော့မအားလုံးကြတယ်မိုင်းမလိမ့်နိုင်ဘူးလေဘောရဲ့သိတယ်မလားဆိုတော့မိုင်းဟိုပါပေါ့ချောင်းမင်းသမီးမဖြစ်ခင်ပေါ့ဟို မော်ရယ်ဘွားတွေကမိုင်းနဲ့လိန်နဲ့ပေါ့နော်ခုဟိုဆရာကျွန်းရဲ့တပည့်တွေအားလုံးကမိုင်းနဲ့ပဲလိန်ရတာလေဆိုတော့အဲ့ရနေမင်းသမီးမင်းသားဖြစ်သွားကြတဲ့လူတွေကြီးပဲဆိုတော့လေလေဆိုတော့ဘာပဲဖြစ်ကိုနဲ့အများရန်အထီးတွေ့ရှိတာပေါ့လေစီစဉ်နေရတော့ကြာပြီလို့ပြောတယ်အော်ဘာဖြစ် congratulation ပေါ့ကြာပြီလေနော်ဟိုကဘာဖြစ်ဟိုမြင်နာပွဲလုံးတက်နေပါလေအေးပေါ့ဟိုတယောက်နဲ့တယောက်ဟိုရေးရှည် အတူတူနေဖို့ဆိုတာတောင်းတန်ယုံတော့မဖြစ်ဘူးပေါ့လေတယောက်ရဲ့အားနေချက်ကိုနောက်တယောက်ကလည်းနားလည်ခွင့်လွန်ပေးတယောက်ရဲ့ဟိုပေါ့ဆိုးတာတွေနှွဲတာတွေလည်းတယောက်ကသိခံခွင့်လွန်ပေါ့လေအဲ့လိုကြောင်းမလို့သာနှိမ့်ရလာများဖြစ်သွားတာပေါ့လေတကယ်လှနာသူနာအေးပြတိဖြစ်ပါတယ်ဘာဖြစ်ခုစီစဉ်နာတဲ့ပွဲပဲဆိုတော့လေမိုင်းတို့ဟာမိုင်းရတော့ဒီပွဲပွဲရတော့ခုလုံနေကြဆိုတော့ဘာမှမထူးကြပါဘူးဒါကဒါပါပဲเนาะ ဒီလိုမျိုးပေါ့ကိုပွဲကိုပြန်ပြီးတော့ပြန်လျှောက်ဖြစ်တဲ့အချိန်မှာကိုဘက်ကထူးထူးခြားခြားလေးလှုပ်ပေးလိုက်တယ်ဒီသဘောပါအဲမို့မိုင်းတို့ကတော့အမြဲတမ်းပေါ့ဟိုတခုရှိတာမှာရဆိုရှယ်မီဒီယာပေါ်မှာပေါ့နော်ဆိုရှယ်နက်ဝေါ့မှာမိုင်းအလုံးနဲ့ပတ်သက်လို့ဟိုပေါ့တိတ်လှုပ်ရှားမှုတွေတိတ်မပြမိုင်းတို့အရင်တော့ကပွဲတွေအများကြီးတဲ့အခါကျတော့ဒီလိုမျိုးရိုက်ပြီးတော့ပေါ့ကြွားအကြွားပို့စင်မတင်နိုင်ဘူးသိလားကိုကတကယ် really လုံနေရတဲ့သူဆိုတော့လေအဲ့လိုဆိုတော့ဟိုအလုပ်တွေလုပ်တဲ့ပြေးကလွှားကတွေပြင်းကဆိုင်ကနဲ့ပြီးတော့မောပြီးတော့အဲ့အဲ့ဟာတွေလည်းလေဟိုဘယ်လိုခေါ်မလဲပကာသနာတွေလည်းမလုံနိုင်ဘူးဟိုလုတ်ဖို့လောဘသနာမပါဘူးပေါ့နော်ဒါအရှင်းဆုံးပြောလို့ရှိရင်အဲ့ဒီဘက်နောက်ပိုင်းကျတော့ train ကပြောင်းသွားတာပေါ့နော် social media ပေါ်မှာနည်းနည်းလေးကြွယ်ပြတော့မှအထင်ကြီးတဲ့ခက်ဖြစ်နေတဲ့အခါကျတော့ကိုလည်းအဲ့ train ရဲ့နောက်ကိုပြန်အမိလိုက်ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ဟိုနည်းနည်းကြွယ်ပြမှသူကအထင်ကြီးပြီးတော့ဟိုပေါ့မလုံလို့ရှင်မလိမ့်ရတော့ဘူးလားမသိဘူးပေါ့နော်ဆိုမှိုင်းဆိုလဲပွဲတွေအများကြီးရှိပါတယ်ဟိုပေါ့ဒါပေမဲ့အရင်အားလောက်တော့မများတော့ပေါ့ဒါပေမဲ့ပွဲတွေအများကြီးရှိတယ်ဆိုတော့လိမ့်နေရတာပဲလေဒါပေမဲ့ဟို ါဒါပေမဲ့တိတ်မတင်တဲ့အခါကျတော့မလိမ့်ရတော့ဘူးလားမသိဘူးဖွားကြီးအသက်ကြီးသွားပြီအဲ့လိုမျိုးပေါ့တကယ်တော့ငယ်သေးတယ်လေကျမနော်ကျမနော်နီလာဆွဲသေးလဲဆွဲထားလေရန်လာအပိုင်ပေးလိုက်ရင်ကောင်းမယ်နော်ဘိုးဘောက်ဆိုတင်းဒီအင်းကြီးနဲ့မလိုက်ဘူးလေကွယ်နော်ဟလာခပပြန်မရောက်နဲ့တော့เนาะတခြားဟာတွေမျိုးရုပ်ရှင်ရိုက်ဖို့ကတော့မလွယ်ပါဘူးကွယ်ဘာကြောင့်လဲဆိုတော့ဟိုရုံရုံရှင်ကနေပြီးတော့ စူပါတန်းဝင်တဲ့မင်းသားမင်းသမီးဒါရိုက်တာပြီးလို့ရှိရင်ဇကာမျိုးစားလည်းဟာတာတို့ကြီးစရာတို့အဲ့ဒါမျိုးတွေပဲရိုက်တာဆိုတော့မာကြီးတို့ကြတော့ဟာတာလည်းမလုတ်တတ်ဘူးလေကိုလုံးလည်းရည်ရမှာမဟုတ်ဘူးတဲ့လားမာကြီးကမျက်နှာတီးရအောင်ဆိုတော့အဲ့လိုမျိုးပေါ့လေပြီးတော့ကိုကမင်းသမီးစိတ်အပြည့်ရှိတာလေဆိုတော့လူရှင်တော်စိတ်မရှိတဲ့ခါကျတော့ရရမှာမဟုတ်ဘူးဟောက်မာကြီးကိုချစ်ပေးကြတဲ့အယောက်စီတိုင်းပေါ့နော်ဒီဟိုမီဒီယာအပေါ်မှာ ဒီဗီဒီယိုလေးကိုကြည့်မိတဲ့သူတွေအားလုံးပေါ့မကြီးကနေပြီးတော့ဟိုမကြီးချစ်ခင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အရင်အရင်တော့မကြီးကိုဝန်းရံပေးခဲ့တဲ့အယောက်ချင်းစီတိုင်းကိုလည်းမကြီးဒီနေရာနေလှိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်မကြီးကအရွယ်တစ်ခုရောက်သွားတဲ့လူကြီးပိုင်းရောက်သွားတဲ့အခါကျတော့မကြီးဆက်ဆက်အရာရာကိုလူတိုင်းပေါ်မှာမေတ္တာထားနိုင်အောင် ပေါ့မကြီးဘက်ကနေပြီးတော့ပြင်ဆင်ထားပါတယ်ဆိုတော့အမုန်းတွေအာဃာတတွေအလုံးမကြီးမှာမရှိတော့ပါဘူးလို့ဆိုတော့ မေတ္တာထားနိုင်ပါကြီးအမြဲတမ်းပေါ့လူတိုင်းပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနေပါတယ်အဲ့ဒါလေးကိုပေါ့နော်နားလဲကြိတ်ဖို့ပေါ့နော်ဆော်မကြီးကိုဝန်းရံပေးကြတဲ့သူတွေအများကြီးရှိတာ哦အဲ့တော့အမြဲတမျိုးဖြစ်သွားမှာဆိုလို့ပါဒီစစ်တမားလေး